ာခဲ့တဲ့ခိုင်သမိုင်းတိုက်တော့ကပင်းမော်ခွင်းတိုက်ထိုးရင်ခိုက်လိုက်ရခိုင်လူမျိုးတိအားလုံးတော့အရေးပါတယ်နင်းထိုးရမယ်တရာခိုက်ရခိုင်မျိုးသားဖွဲ့ချုပ်အရခတက်တော် ULAAA တက်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် က၎င်းရဲ့မွေးနေ့မှာစူတောင်းပေးကြတဲ့ပြည်သူတွေကိုပြန်လည်ကျေးဇူးတင်စကားဆိုရင်ပြည်သူတွေရဲ့မျှော်လင့်ချက်ဆန္ဒတွေပြည့်ဝစေဖို့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ပြောကြားခဲ့ပါတယ် အေစီဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်ဝင်းနေ့မှာစူတောင်းစကားပြောကြားပေးခဲ့သူတွေကိုမျှော်လင့်ချက်ဆန္ဒတွေအမြန်ဆုံးပြေဝစေဖို့ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားမယ်လို့ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်ကကျေးဇူးတင်လွှာပြန်လည်ပေးပို့လာတာဖြစ်ပါတယ်။ဝင်းနေ့စူတောင်းစကားပြောပြချတဲ့ပြည်သူတွေရဲဘော်ရဲဘက်တွေနဲ့မိတ်ဆွေတွေအားလုံးအတွက်စက်မလုံးချုံအေးချမ်းစွာရှိကြစေဖို့ပြန်လည်စူတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်လို့ကျေးဇူးတင်လွှာမှာဖော်ပြထားပါတယ်။ မြို့ဝကျုံးမအမျိုးသားများတပ်ဖွဲ့ Delta National Force Robin Hood Missile အဖွဲ့ဗမာတပ်မတော်ဘာမာအာမီရောဂါခွဲတက် YDF ကမ္ဘာလုံးဆိုင်ရာအရကမျိုးသားကွန်ရက် WUAN အဖွဲ့တို့ကလည်းဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက်မွေးနေ့သဝင်လွှာတွေပေးဖို့ဆုတောင်းခဲ့ကြပါတယ်။2023နိုဝင်ဘာလကစတင်ခဲ့တဲ့ AA ရဲ့ပြည်내သိမ်းတိုက်ပွဲကြီးဟာအခု2025ခုနှစ်အရောက်မှာတော့ရခိုင်ပြည်နယ်ရှိမြို့နယ်14မြို့ထိသိမ်းပိုက်နိုင်ခဲ့ပြီး မန်အောင်စစ်တွေနဲ့ကြောက်မြူမြို့နယ်တို့သာဆက်လက်သိမ်းပိုက်ဖို့ကြံရှိပါတော့တယ်။အာရခတက်တော် AA တန်းမျိုးသားလွတ်မြောက်ရေးတက်မတော် TNL မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော်ကိုကန့်တက် MNDAA မဟာမိတ်ညီနောင်သုံးဖွဲ့တို့ရဲ့2023ခုနှစ်အောက်တိုဘာလမှာစတင်ခဲ့တဲ့2029တော်လှန်ရေးနဲ့အတူတိုင်းသားနေမျိုးတွေကို သိမ်းယူနိုင်ခဲ့ပါတယ်။စစ်ကောင်မရှင်ဟာတရုတ်ဆိုးရရဲ့အကူအညီကိုယူပြီး MNDA နဲ့ TNL တက်တွေကိုအပြည့်ရဆဲဖို့ဖိအားပေးနိုင်ခဲ့ပေမဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ AA ဟာတော့စစ်ကောင်မရှင်ကိုဆက်လက်တိုက်ပွဲဝင်နေပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းက TNL နဲ့စစ်ကောင်မရှင်တို့အပြည့်ရဆဲရေးသဘောတူညီမှုရပြီးတဲ့နောက် TNL တက်တွေသိမ်းထားတဲ့မိုးကုန်းနဲ့မိုးမိတ်ကိုပြန်လည်ပေးဖို့သဘောတူခဲ့ပါဗျ။အဲ့ဒီအချိန်မှာစစ်ကောင်မရှင်ကရှမ်းမြောက်ကိုလေကြောင်းတိုက်ခိုက်မှုတွေရနာခဲ့ပါတယ်စစ်ကောင်မရှင်ဟာရှမ်းမြောက်မှာလေကြောင်းတိုက်ခိုက်မှုရတန်းခဲ့ပြီးနောက်လက်လွတ်ထားရတဲ့ ရခိုင်ပြည်နယ်ရှိမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်လာပါတယ်။ပရောင်မြို့နယ်ညောင်ကျိုးနယ်ညောင်ခြေထောက်စစ်မျက်နှာတွေမှာရခိုင်ရိုးပုံကိုစစ်ကြောင်းထိုးဖို့ဆီလွတ်ခဲ့တဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေအလုံးရနဲ့ထွက်ပြေးနေပြီးစစ်ကောင်မရှင်ကလိုက်လံရှာဖွေကအင်အားထက်မှန်ပို့ဆောင်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ၄ရက်နေ့မှာရိုးပုံကိုဆီလွတ်လိုက်တဲ့စစ်ကောင်မရှင်စစ်ကြောင်းက တပ်ဖွဲ့ဝင်60လောက်ဟာလက်နက်တွေနဲ့တကွထွက်ပြေးသွားကြတာပါ။ဆင်လန်နဲ့ညောင်ချောက်ကြားမှာအခြေပြုတ်နေပြီးအဲဒီကတဆင့်ဆင့်ရာတွေဖြစ်တင်းမှုတောင်းလျှောက်လုပ်နေတယ်။အုံရှိပင်လန်းကိုမတုံးတော့ပဲ28မိုင်လမ်းဟောင်းကနေလှရှားနေတာလက်နက်ကြီးစခန်းတွေပါပြင်ဆင်ပြီးတော့လို့စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။စစ်ကောင်မရှင်ဟာဆင့်ရာဖြစ်တင်းမှု လုံဆောင်မှုအတွက်အုံရှိပင်လန်းကိုအသုံးပြုတာမရှိတော့ပဲ။ အခြေပြုတက်ဆွဲထားတဲ့28မိုင်လမ်းဟောင်းကိုအသုံးပြုပြီးအင်ဂျင်မြောင်တကြောမှအခြေပြုအင်အားဖြစ်တင်းမှုတွေလှုပ်ဆောင်နေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စစ်ကောင်မရှင်ဟာပကံကွဲကျေးရွာနီးရှိ၎င်းတို့ရဲ့63လုံးပွိုင်ကုန်းစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခံနေရပြီးနောက်ပွိုင်ကုန်းဤတဝိုင်းမှာသာမကညာခြေောက်အနီးကိုပါအင်အားဖြစ်တင်းမှုတွေဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာ၎င်းတို့ရဲ့ရွေးကောက်ပွဲကျင်းပဖို့ဖော်ပြထားတဲ့တောင်ကိုကိုနေမြေစိုးမှုပြန်လည်ရယူဖို့ ညောင်ကျိုးစခန်းနဲ့လေသာတောင်တကျော်ကိုပါတက်ဖြတ်နိုင်မှုစူးစမ်းနေပါတယ်။ဒါပေမဲ့နေရာဆောင်ကတရင်တမရရဲ့ထုံထုံအင်အားတွေနဲ့စစ်မှုရန်တင်နန်းစင်တသားသစ်တွေရက်တူတင်နန်းပေးထားတဲ့ပြည်သူစစ်ပြူစောထီတွေကိုအသုံးပြုနေရတဲ့အတွက်စစ်ကြောင်းစေလို့ရမှာအစုလိုက်ပြုံလိုက်ထွက်ပြေးမှုတွေဖြစ်ပေါ်နေတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။လက်ရှိအုံပြုနေတဲ့လေရင်ရဟတ်ရင်၅ဆင်းကိုစစ်ကောင်မရှင်က နေပြီးတော့မှဆုံးလင်စွာထုတ်ပြန်ပြီးတက်တော်ဝင်ခဲ့တယ်လို့နေတဲ့ CDM အရာရှိတွေရဲ့ပြောပြချက်အရသိရပါတယ်စစ်ကောင်မရှင်ဟာအဲ့ဒီတက်တော်ဝင်ခြင်းခန်းနာကိုပုံမှန်အားဖြင့်နေတဲ့နှစ်ပတ်လည်နေ့မှသာပြုလုပ်လေးရှိပေမဲ့နဝေမလ9ရက်နေ့မှာနေပြီးတော့ရှိလေဒက်စခန်းဌာနချုပ်မှာပြုလုပ်ပြီးစစ်ဘက်သုံးတန်ယူပို့ဆောင်ရေးလေရင်နဲ့ရဟတ်ယာဉ်တွေတက်တော်ဝင်ခဲ့တာဖြစ်ပါတယ်အဓိကကတော့ရုရှားကဝယ်ထားတဲ့ MI-38 သုံးစီးနဲ့ တရုတ်ကဝယ်ထားတဲ့2025ရဲ့မှာမှရောက်ထားတဲ့ Y8 နှစ်စီးကိုပဲတက်တော်ဝင်သွားတာပါရွေးကောက်ပွဲကြောင့်သာခုလိုဆောလုပ်သွားတာလို့ထင်မိပါတယ်လို့လေတဲ့စီရီယံတက်ချက်ကြီးစင်ရက ARD Times ကိုသုံးသပ်ပြောပါတယ်ဒါအပြင်လေတဲ့ရဲ့နှစ်ပတ်လည်နေ့ကိုလည်းနှစ်စဉ်ဒီဇင်ဘာ15ရက်နေ့မှာရှန်တဲလေတဲ့လို့ခေါ်ဆိုတဲ့မိထီလာတက်နယ်ရှိလေချောင်းတက်တင်လေတဲ့စခန်းဌာနချုပ်မှသာပုံမှန်ပြုလုပ်သလိုအခုတက်တော်ဝင်မှုဟာလည်းစီရီအဖြစ်ချင်းဖြစ်တယ်လို့၎င်းကဆိုပါတယ် အဆိုပါလေရင်နဲ့ရဟယင်၅စီးမှာတရုတ်နိုင်ငံထုတ်ဆန်းရှိ YAF200W အမိနံပါတ်5923နဲ့5924ကေယူပို့ဆောင်ရေးလေယာဉ်၂ဆင်းရုရှားနိုင်ငံတို့ပဲဆောင်သော MI38 ရဟယင်3ဆင်းတို့ဖြစ်ပြီးအဲ့ဒီတဲက Y8 ဟာခုနှစ်တွင်ရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်းဆောင်တဲ့၎င်းမိသားစုခီးသွားရင်အသုံးပြုနေတဲ့ Netherlands နိုင်ငံတို့ Fokker 70အထူးလေယာဉ်နဲ့ Airbus အမျိုးအစား A319115 MSN 5193အထူးလေယာဉ်ပေါင်းဝင်ချက်နိုင်ငံထုတ် L410 လို့ခေါ်တဲ့အပေါ်စားလေယာဉ်တွေလည်းဝယ်ယူထားတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာဝိုင်8လေယာဉ်တွေကိုဝယ်ယူရမှာ10စီးအထိရှိလာပြီးအဲ့ဒီထဲကလက်ရှိတပ်တော်ဝင်လေယာဉ်ပေါင်းဝင် Y8 ၄စီးနဲ့ MI38 3စီးကိုအနာသိမ့်မိနဝယ်ယူပြီးအခုကျမှတက်တော်ဝင်တာဖြစ်တယ်လို့နေတဲ့ CDN အရာရှိတူက ARD Times ကိုပြောပါရယ်။အဲဒီ Y8 လေယာဉ်တွေမှာလည်း D2 အမျိုးအစားဖြစ်တဲ့ မော်ရယ်အဟောင်း၄စင်းအမီးနံပါတ်5815 5816 5817 5818နဲ့မော်ရယ်အမြင့်ဖြစ်တဲ့ F200W အမီးနံပါတ်5819 58220 5821,5922,5923,5924,60တို့ဖြစ်ပြီး5820,5821ဒီပြက်ကျဆုံးရှုံးခဲ့တယ်လို့သိရပါဗျ။အလားတူ Y8 အမိနံပါတ်5819ကို5919လို့ပြောင်းလဲခဲ့တယ်လို့ တက်တော်ဝင်ဝိုင်းနှစည်းကိုလည်းရောက်ရှိခြင်းကဆလို့တိုက်ပွဲတွေမှာလူပို့ဆောင်ပေးတာရိခါခဲရန်တွေတည်ယူချပေးတာတွေလက်ရှိအထိစဉ်ဆက်မပြတ်အသုံးပြုနေတယ်လို့နေတဲ့စီရီယန်ရာရှိတွေစီကသိရပါဗျ။ MI38 ကတော့လုံလုံဆယ်မှာအရန်တုံးတာမတွေ့ရပေမဲ့ခုံတွေဖြုတ်ပြီးတည်မယ်ဆိုရင်တော့လက်ရှိ MI17 နေရာမှာတုံးလို့ရတယ်။ MI38 ကခမန်းတန်မှုဒေါ်လာ15တန်းဝင်းကျင်ရှိပြီး WA ကဒေါ်လာ35တန်းဝင်းကျင်ရှိတယ်လို့ လီဒက်စီတီယန်တက်ကြွကြီးဇေယကဆိုပါရယ်စေကောင်းဆောင်ကတော့2021ခုနှစ်ကနေ2025ခုနှစ်ထိ15နှစ်တာကာလအတွင်းနေရင်နဲ့ရဟယင်တွေတက်တော်ဝင်ခြင်းအခမ်းအနားတွေကို15ချိန်တိုင်တိုင်ပြုလုပ်ပြီးအင်အားဖြည့်တင်းပေးထားတာကြောင့်မိမိကြရာတာဝန်တွေကိုခြေပြွန်စွာအစွမ်းကုန်ထမ်းဆောင်ကြဖို့ပြောဆိုထားပါရယ်အမေရိကန်နျူကလ িয়ার ဆွေးင်သုံးလေးရင်တင်တင်မော်ဒဇင်တောင်ကိုရီးယားနိုင်ငံကိုလာရောက်လေပတ်မှုကို မြောက်ကိုရီးယားကာကွယ်ဝင်ကြီးနိုကွမ်ချိုကရှုံချခဲ့ပြီးပြင်းထန်တဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုံ့ဆော်မယ်လို့ပြောပါရယ်။မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA ကနိုကွမ်ချိုရဲ့ထုတ်ပြန်ချက်ကိုစနေနေ့ကဖော်ပြခဲ့တာပါ။တောက်ကြနေကပြီးဆုံးခဲ့တဲ့ American တောင်ကိုရီးယားပူးရဲလေကြောင်းလေကျင်းမှုဟာတောင်ကိုရီးယားကျွမ်းတွေမှာတင်းမာမှုတွေအရှိန်မြင့်စေတဲ့လုံရက်တစ်ခုအဖြစ်၎င်းကဝေဖန်ခဲ့ပါရယ်။ တနင်္လာနေ့ကအမေရိကန်ကာကွယ်ဝင်ကြီး PT Hasech နဲ့တောင်ကိုရီးယားကာကွယ်ဝင်ကြီး Anju Bak တို့ဟာတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားနယ်စပ်ရှိပန်မွန်ဂျုံရွာကိုလည်းပတ်ခဲ့ပါတယ်။အဲ့ဒီခီးစဉ်ဟာမြောက်ကိုရီးယားနိုင်ငံပေါ်ရန်လိုတဲ့တဘာဝကိုဖော်ပြတဲ့လုပ်ရဖြစ်တယ်လို့နိုကွမ်ချိုကပြောပါတယ်။ဘလို့ရောက်ကိုမစို့တုံ့ပြန်ဖို့ကျွန်တော်တို့အစဉ်အသင့်မှာရန်သူရဲ့ချင်းချောင်းမှုတွေပေါ်ပိုပြင်းထန်တဲ့ထိုးစစ်ဆင်ရေးယူမှုကျွန်တော်တို့ပြသပါမယ်လို့၎င်းကဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာတောက်ကြနေကတာလက်ပဲထိန်ဒုံးကျည်ဒဇင်းကိုဂျပန်ပင်လယ်ပြင်ကိုဆေးလွှတ်ခဲ့လို့ကီလိုမီတာ900ခန့်အထိရောင်းရှိခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။မြောက်ကိုရီးယားရဲ့ဒုံးကျည်ပြစ်လွှတ်မှုဟာအမေရိကန်သို့မဟုတ်မဟာမိတ်တွေအတွက်ထိုင်းရိုက်ချင်းချမှုတစ်ခုမဟုတ်ဘူးလို့အမေရိကန်စစ်တပ်အာရှပစိဖိတ်ကိုယ်ကဲမှုဌာနချုပ်ကတောက်ကြနေမှာပြောကြားခဲ့ပါတယ်။အမိမြေနဲ့ဒေသရင်းရှိမဟာမိတ်တွေကိုကာကွယ်ပေးဖို့အမေရိကန်နိုင်ငံကအစဉ်သင့်ရှိတယ်လို့ အာရှပစိဖိတ်ကုကဲမှုဌာနချုပ်ကဆိုပါရယ်ထိုင်ဝမ်ဟာဒီမကြံမဲ့ကမ္ဘာတဝန်းမိတ်ဆွေနိုင်ငံတွေပုံများလာကစိတ်ဒဏ်ကြံခိုင်မှုကိုကမ္ဘာကြီးကိုဆက်လက်ပြီးပြသမယ်လို့ဥရောပတိုက်တန်မန်ခီးစင်ကပြန်လည်ရောက်ရှိလာတဲ့ဒုတိယသမ္မတရှိုဘီခင်းကနိုဝင်ဘာ9ရက်မှာပြောကြားလိုက်ပါတယ်။တရုတ်နိုင်ငံရဲ့ပြင်းထန်ကန့်ကွက်မှုတွေရှိလင့်ကစားဒုတိယသမ္မတလိုထိုင်ဝမ်ကြီးတန်းရာရှိတူရဲ့ ဥရောပတိုက်ကိုသွားတဲ့တန်တမန်ခီးစဉ်ဟာရှာရှာပါပါခီးစဉ်ဖြစ်ပါတယ်။ထိုင်ဝမ်ဒုတိယသမ္မတရှိုဘီခင်ကဘယ်ဂျီယံနိုင်ငံဘရက်ဆဲမြို့တော်ရှိဥရောပနှုတ်တော်မှာကျင်းပတဲ့တရုတ်နိုင်ငံဆိုင်ရာနိုင်ငံတကာပါလီမန်ထိပ်သီးဆွေးနွေးပွဲမှာမိန့်ခွန်းပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ရဲ့နိုင်ငံတကာအခြေအနေဟာအလွန်မင်းခက်ခဲပေမဲ့ထိုင်ဝမ်ဟာဘရုံးမှလက်မလျှော့ခဲ့ကြအောင်အဘယ်ကြောင့်ဆိုတော့ထိုင်ဝမ်ဟာနိုင်ငံတကာတိုင်းဝိုင်းမှာပါဝင်ခွင့်ရှိတဲ့အကြောင်း၎င်းကပြောပါရယ် ထိုင်ဝမ်ဟာထီးကျန်မဆန်ပါဘူးကျမတို့ကမ္ဘာတဝမ်းမှာမိတ်ဆွေနိုင်ငံတွေပုံများလာပါတယ်လို့သူကဆိုပါတယ်ထိုင်ဝမ်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု စိတ်စေတနာကောင်းဒီမိုကရေစီအင်အားကိုကမ္ဘာကြီးကိုပြသဖို့ယုံကြည်မှုလက်တွေ့ကြမှု ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ကျမတို့ရှေ့ဆက်မယ်လို့ရှိုဘီခင်ကပြောပါတယ်